အားလုံးပဲမင်္ဂလာပါ UK Match Day Facebook နဲ့ YouTube Channel ကလည်းကြိုဆိုပါတယ် Champion ပိတ်သက်တဲ့အားလုံးမင်္ဂလာပါ Kylian Mbappe ကတော့အခု Real Madrid သင်းကိုထွက်ခွာခဲ့တဲ့ရောက်လာခဲ့ပြီးနောက် Paris Saint-Germain နဲ့သူကြားမှာအညိုအတီးတွေပြသလာပြီးတောင်းလျှောက်ဖြစ်နေတယ်။အဓိကတော့အားလုံးသိသားပြီးသား Mbappe က Real Madrid ကိုပြောင်းလာပြီးအချိန်မှာ PSG အသင်းနဲ့သူကြားကဒါ attention ကလောက်ခလာစာမပေးတာတို့ bonus မပေးတာတို့ပုံစံမျိုးနဲ့ အပြန်အလှန်တရားစွဲမှုတွေဖြစ်နေတယ်ဆိုတော့ तू ကအပတ်ပေးကသူရသိမ်းရထိုက်တဲ့ပတ်စံတွေမရဘူးဆိုပြီးတော့ PHC ကိုတရားစွဲထားတဲ့အချိန်မှာ PHC ကလည်းသူ့ကိုပြန်ပြီးတရားစွဲထားတာရှိတယ်ဟိုတနေ့ကပဲတရားရုံးမှာ PHC ကခီလီယန်အမ်ဘပ်ပေကိုတရားပြန်စွဲထားတယ်ဆိုတော့အမ်ဘပ်ပေကိုယ်တိုင်ကလည်းကန်ဆိုးတာပါရီစိန့်ဂျာမိမှာသူဆက်နေခဲ့ရည်ဒီချိန်ဟာချန်ပီယံလိဖိုင်နဲ့ကန်ရမယ့်အချိန်ဖြစ်ပြီးတော့သူ့အတွက်ပထမဆုံးချန်ပီယံဖလားကိုဒါ PSG ဖြစ်တဲ့သူ့ရဲ့ပြင်သစ်ကလပ်တင်းနဲ့ကင်မြောက်ခွင့်ရမယ် ်ဒါပေမဲ့သူကရီယယ်မက်ဒရစ်မှာချန်ပီယံလိဖလာပိုရနိုင်မဲ့အခွင့်အရေးဘာလုံတော့စုပိုရနိုင်တယ်ဆိုတဲ့အချက်အချက်နဲ့သူရီယယ်မက်ဒရစ်ကိုပြောင်းသွားတယ်ဒါ PSG မှာရတာရဲ့လစာရဲ့အများကြီး short လို့ဒါ PSG မှာအမ်ဘပေကတနည်းကိုတန်းတရာလောက်ရတယ်ဒါပေမဲ့ရီယယ်မက်ဒရစ်မှာသူတန်း30 40တော့မရအဲ့လောက်ပဲတန်း30လောက်ပဲရသူ80လောက်ကွာတယ်အဲ့တော့ PSG ကသူ့ကိုလာစာအပြင်ခံစားခွင့် bonus တွေပါတယ်ထည့်ပေးထားတာမမရရ2022ကနေ25အထိတက်တန်းထက်တိုးတော့က ကီလီယန်အမ်ဘာပေကို PSG ကလက်မှတ်ထိုးချေးတန်း၂၀၀တနှစ်အတွက်တန်း300နဲ့အခြားခံစားဝင် bonus ပါပဲတန်း900လောက်သူတို့သုံးလိုက်တယ်ဆိုတော့အခု PSG ဘက်ကကီလီယန်အမ်ဘာပေကို Euro 98တန်းရပြန်လဲရစရာရှိတဲ့ပုံစံရှိတယ်ဆိုတဲ့အချက်နဲ့တရားပြန်ဆွဲထားတယ်ဆိုတော့ပြီးခဲ့တဲ့ April လကမှဒါကီလီယန်အမ်ဘာပေက Paris Saint-Germain အသင်းထံမှာ ဘောနပ်စ်နဲ့လောက်ခငွေ55တန်းရဖို့ကြံသေးတယ်ဆိုပြီးတော့သူကတရားဆွဲတာတရားဆွဲတဲ့အတွက်ကြောင့်အခုနှစ်ဖက်ကြားမှာတင်းမာမှုတွေရှိတယ်ဆိုတော့ PHC ဘက်ကဘလို့တုံ့ပြန်လဲဆိုတော့တရားရုံးမှာအမှန်ကန်တရားအမှန်ကန်ဒါပါစံပြန်ပေးဖို့ကြံနေသူကအမ်ပပေးတာဖြစ်ပြီးတော့ဒါရီယယ်မက်ဒရစ်ဒီပါရီစိန့်ဂျာမင်ပုံချောင်းနဲ့တရားရုံးမှာသူတို့ကခြေပြန်လေခြေပထားတယ်ဆိုတော့ပါရီစိန့်ဂျာမင်ဘက်ကတရားဆွဲရတဲ့အချက်က ခီလီယန်အမ်ဘပ်ပေရဲ့ဆွဲဆိုချက်တွေဟာလုံလောက်မှုမရှိတဲ့အတွက်ကြောင့်သူ့ရဲ့ပထမအမှုကိုပြန်လည်ရုပ်သိမ်းပေးဖို့နောက်တစ်ခုကအသင်းရဲ့ဂုဏ်သိက္ခာကိုညွှန်းနွမ်းအောင်ကြားအောင်ရည်ရွယ်ချက်ရှိတဲ့ပုံစံနဲ့ပြုလုပ်ခဲ့ပြီးတရားစွဲတဲ့အတွက်ယိုချင်းငွေ68တန်းပေးဖို့နဲ့နောက်တစ်ခုကတော့တကယ်လို့အဲ့ဒါကိုလက်မခံရင်သူ့ဘက်ကအဆုံးဆုံးထိဆက်ပြီးတော့တရားရုံးမှာထပ်ပြီးရင်ဆိုင်သွားဖို့ရှိတယ်ဆိုပြီးတော့အမ်ဘပ်ပေကိုဖာရစ်စင်ဂျာမင်ကပြန်ပြီးတတိပေးထားတယ်ဆိုတော့အခု ဆိုတော့ BHC ကပြောချင်တဲ့သဘောတရားကအမ်ပပေးကသူ55တန်း BHC မှာသူရတဲ့ရှိတယ်အဲ့ဘောနပ်စီမပေးဘူးဆိုတရားဆွဲတယ် Rem ဒီ BHC ကသူတို့ကိုဂုံတိတ်ခညှိုးနှံမှုနဲ့ဆိုတဲ့ပုံစံမျိုးနဲ့တရားပြန်ဆွဲပြီးတော့98တန်းတောင်းထားတယ်ဆိုတော့သူတို့လာမဲ့မေ26မှာလာလီကာပွဲစဉ်တွေပြီးမှတရားရုံးမှာနှစ်ဖက်စလုံးတရားရင်ဆိုင်ရမယ်အခုလောလောဆယ်အထိတော့နှစ်ဖက်တင်းမှမူတဲ့အရန်ချိနေဆိုတော့ Kylian Mbappe က ါးနှစ်ချက်ကွက်မိတဲ့သဘောပေါ့လေတော့တရားဆွဲခံရတာဘာညာတော့ထားပါတော့ဒါပေမဲ့သူ PSC ကအထွက် remedy ကိုသွားဖလားလို့ကျွန်တော်ထွက်ပါမှာဖလားလည်းမရလာလီကာမှာအခုဆိုရင်ဒီရတီကဖလားလက်မှတ်ပဲဘာကြောင့်လဲဆိုတော့ Real Madrid အသင်းက club ကိုကဲရတာတို့နောက် super cup တို့ကသူ့ဆွမ်းဆောင်ရင်းနဲ့ရတာပေါ့မနစ်ကကာလိုအန်ချယ်လော့တီ Vinicius Junior တို့ရဲ့ဆွမ်းဆောင်မှုနဲ့ရထားတာဆိုတော့အဲ့ဒါလေးအားလုံးကို तू က champion ဖြစ်လို့ဝန်ခံလို့ဖလားရတာဆိုတော့သူ့ရဲ့ဆွမ်းဆောင်မှုအဓိက main ဟာ လာလီဂါရဲ့ကိုပါဒရီရဲ့ချန်ပီယံလိရဲ့ဒီ၃ခုလာလီဂါကပြီးတဲ့လောက်ဖြစ်သွားပြီကိုပါဒရီကသူတို့ရှုံးသွားပြီချန်ပီယံလိကထွက်သွားပြီဆိုတော့အမ်ဘပေအတွက်တော့တကယ်ကိုစိတ်မကောင်းစရာအဲ့ကလစီကိုမှာဟတ်ထရစ်သွင်းပေမဲ့ဒါလက်ရှိနေထားရခီလဲအမ်ဘပေဒီယာဒီမှာတခုတည်းသောမျောလင်းချက်ကလက်ရှိမှာဟိုဂိုဒန်ရှူလို့ခေါ်တဲ့ရွှေဖနက်စုရဖို့နဲ့လာလီဂါရဲ့ပီချီချီဒါသူ့အတွက်အကောင်းဆုံးအခွင့်အရေးပဲဒါလက်ရှိနေထားအမ်ဘပေအတွက်တော့အခုလောလောဆယ်မှာဒါရလက်တီအပြင် အတင်းရဲ့အောင်မြင်မှုတွေမရတဲ့အတိတိုင်အောင်နောက်ထပ်စိတ်ရှုပ်ရှားတွေနဲ့ဖရစ်စင်ကြမ်းမိတ်နဲ့အမှုဆက်ပြီးရင်ဆိုင်နေရပြီဖြစ်ပါလေအားလုံးကျေးဇူးတင်ပါတယ်